အင်းစိန်ထောင်မှာပုံမှန်905ကကြီးဖြင့်အကျဉ်းချခံထားရသူ192ဦးပြန်လည်လွတ်မြောက်လာပြီးမိသားစုဝင်တွေကအင်းစိန်ထောင်ရှိကနေကြိုဆိုနေမှုမှတ်တမ်းများ မင်္ဂလာပါပရိသတ်ကြီးရှင်။ရာဇတ်ကြီးဥပဒေပုံမှ905ကကြီးနဲ့အကျဉ်းချခံနေရသူတွေကိုပြစ်ဒဏ်ကနေလွငိမ့်ချမ်းသာခွင့်ပြုတယ်လို့မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာအမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်အင်းစိန်ထောင်မှာပုံမှ905ကကြီးနဲ့အကျဉ်းချခံနေရသူ192ယောက်ကိုနိုဝင်ဘာလ28ရက်နေ့မနက်7:00နာရီမှာပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာမယ့်သူတွေကိုမိသားစုဝင်တွေကနိုဝင်ဘာလ29ရက်နေ့မနက်အစောပိုင်းကတည်းကအင်းစိန်ထောင်ရှိကနေလာရောက်ဆောင်ဆိုင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ရှားစတဲ့ကြီးဥပဒေပုံမှ905ကကြီးနဲ့တရားစွဲဆိုခံထားရတဲ့သူတွေအဲ့ဒီလိုတရားစွဲဆိုခံထားရလို့ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ရာဇဝဲကျင်ထုံးဥပဒေပုံမှ910နှစ်အရာတရားစွဲဆိုခံထားရတဲ့သူ9580ဦးကိုအမှုပိတ်သိမ်းပေးလိုက်တယ်လို့လည်းနိုဝင်ဘာလ26ရက်နေ့ရက်စွဲနဲ့အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အလားတူရာဇသက်ကြီးဥပဒေပုံမှ905ကကြီးအရာပြမှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာပြည်ထောင်ချခံနေရတဲ့အကျဉ်းသားအကျဉ်းသူ924ယောက်ကိုလည်းရာဇဝင်းစစ်ထုံးဥပဒေပုံမှ၄၁ပုံမှခွဲအပိုက်တဲ့အရာ နောက်ထပ်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ရင်အဲ့ဒီပြစ်ဒဏ်အပြင်အခုကြားခံဖို့ရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စီကံတက်မှတ်ချက်နဲ့ကြားခံဖို့ကြံရှိတဲ့ပြစ်ဒဏ်တွေအပေါ်ရှော့ပေါ့ပြီးပြစ်ဒဏ်ကနေလွတ်ငြိမ်ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ ထားအပြင်ရာစတက်ကြီးဥပဒေပုံမှ905ကကြီးအရာအကျဉ်းထောင်အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာပြည်တံကြခံနေရတဲ့အကျဉ်းသားအကျဉ်းသူ2362ဦးကိုလည်းရာဇဝင်းစစ်ထုံးဥပဒေပုံမှ401ပုံမှခွဲတဲ့အရာကြန့်ရှိတဲ့ပြည်တံတွေကိုရှော့ပေါ့ပြီးလူငင်းချမ်းသာခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ မကြခင်မှာကျင်းပမယ်2025ခုနှစ်ထွေထွေရွေးကောက်ပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံးလွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ရန်အတွက်အခုလိုအမှုပိတ်သိမ်းပြီးပြည်တံလျှော့ပေါ့လူငင်းချမ်းသာခွင့်ပေးလိုက်တာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားတာပဲဖြစ်ပါတယ်။